မင်္ဂလာပါရှင် MP ရဲ့တတိယညမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့အစီအစဉ်တစ်ဆက်သူမူဝိန်ကျဲပါ။ပကောက်ကူမြစ်ရှင်ထဲမှာရှိတဲ့ဘဲရွာတဲ့ပြူစော်တီစကန်ကိုတော်လိုင်းရဲတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာပြူစော်တီတွေထိခိုက်သေဆုံးမှုရှိကတော်လိုင်းရဲဘော်တို့လည်းဒဏ်ရာရှိခဲ့တယ်လို့ပကောက်ကူရိုင်းပကဖတပ်ဖွဲ့ဝင်က AR တောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က MP ကိုပြောပါရစေ။ အောင်သာပူစောဒီစကန်အရှိပမာရှိတဲ့ဆုပ်စုနဲ့ပူစောဒီအင်အားတရားခန့်နဲ့အထိုင်ချတဆွဲထားတဲ့ဘေးရွာသစ်ပြူရွာစကန်ကိုမေလ25ရက်မနက်ပိုင်းကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တိုက်ပွဲချချိန်15မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့ပကောက်ခရိုင်ပကောက်ဘတပ်ဖွဲ့ကအေယာတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်။အင်အားတရားကျော်လောက်ရှိကြဦးကျွန်တော်တို့ဝင်တိုက်တာပေါ့တိုက်ပွဲကြာချိန်ကတော့ကျွန်တော်တို့15မိနစ်လောက်ပဲကြာတယ်။ပြန်သူဘက်ကထိခိုက်တဲ့အင်အားထိခိုက်တဲ့ အရေးအတွက်ကတော့ကျွန်တော်တို့9ရောက်လောက်ရှိတယ်လို့ပြင်းထန်တန်ရရတယ်လို့တော့သိရတယ်ဗျအသေးအပြောက်စီးရင်ကတော့ကျွန်တော်တို့ CD 10ပဲရှိသေးတယ်ခရိုင်ဘက်ကဘာတပ်ဖွဲ့ကအေရောင် ပြည်သူ့ကဝေးတပ်ဖွဲ့ကရဲဘော်တယောက်ကထိမှန်သွားတော့ထိမှန်တော့ကျွန်တော်တို့နောက်ကိုပြန်ဆုတ်လိုက်ရတယ်သူတို့ဘက်ကအင်အားလည်းတရာကျော်လောက်ကြီးရှိတာဆိုတော့လေတိုက်ပွဲအတွင်းစုစုဘက်က9ရောက်ခန့်ထိခိုက်တန်းရပြင်းထန်ခဲ့တယ်ဆိုတာနဲ့အသေးအပြောက်စီးရင်ကတော့စုံစမ်းနေဆက်ဖြစ်ပါတယ်တိုက်ပွဲတွင်အေရာတောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်တို့ ရင်ဘတ်နဲ့ဥကောင်းကိုကြည်တိမှန်တရားရတာကြောင့်ပြန်ဆုတ်ခဲ့ရပြီးဒဏ်ရာကတော့မဆုတ်ရင်ရဘူးလို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကိုပခုတ်ဥခရိုင်လှူရှားတက်တပ်ဖွဲ့ငါအေရတောင်းပောက်ပကဘ BLY ကြောက်ကြတပ်ဖွဲ့ကင်းဖိုက်တာ SDF ABSDF ကျောင်းသားတပ်မတော် အမှတ်3စစ်ကြောင်းနဲ့ပောက်ပကဘဇုံလေးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။စကိုင်းနိုင်ငံကမလို့မျိုးနဲ့ရွှေဘုံမြကြီးနာကမ်းလမ်းပေါ်မှာရှိတဲ့စပယ်နန်းတာအနေတဝိုင်းမှာစောစုတက အထိုင်ချစုံမှုပြီးလမ်းပိတ်ဆို့ထားတဲ့အတွက်ခရီးသွားကားတွေကွင်းရှောင်လမ်းကနေခက်ခက်ခဲခဲရက်ချီသွားလာနေရတယ်လို့ဒေသခံတရင်းမြစ်တချို့ကပြောပါရယ်အခုနဲ့ဖေဖော်ဝါရီလောက်ကစတယ်မေရွှေဘုံမြစ်ကြီးနားလမ်းစပယ်နန်းသာအနီးတစ်ဝိုက်ကရွာတွေမှာစုပ်စုနဲ့ပြူစောထီတွေအထိုင်ချစုံမှုထားတာပါအဲ့ဒီလမ်းကနေသွားလာမရတော့ပဲစပယ်နန်းသာခိတ်ကိုကြော်ပြီးပေကြီးလွှဲစိတ်ကွင်းရှောင်လမ်းကနေသွားလာနေရပါရယ်ပေကြီးကနေလွှဲစိတ်အထိ -20 ခန့်သာဝေးပြီး ပေကြီးနယ်လှဲစိတ်ကြားမှာခေါုံသာမပြောတိုင်းနဲ့ဇဗယ်နဲ့သာရွာစတဲ့စုံစုနဲ့ပြူစောတိအတိုင်းချစိုးမိုးထားတဲ့ရွာတွေကိုကွင်းရှောင်ပြီးသွာလာနေရတာပါပေကြီးကနေလှဲစိတ်အထိကွင်းလန်းဟာမိုင်90ခန့်ကွာဝေးပြီးအခုမေလ16လောက်ကစပြီးမိုးအဆက်မပြတ်ရွာနေရကြောင်းလမ်းဖွဲ့ထပြီးလမ်းခီး9ရက်ခန့်ကြန့်ကြတဲ့အထိဖြစ်နေရတယ်လို့ဒေသခံသတင်းမြစ်တူကပြောပါတယ်ဝန်နေကားတွေကိုဆွဲဖို့ပါသုံးလုံးအဖွဲ့တွေကထွန်ဆက်တွေကိုစစ်စင်ပေးထားပြီး ကုံကားတစ်စီးဝယ်နေလို့စွဲလိုပါကငွေကျပ်14သိန်းထိပေးချေရတယ်လို့ကားသမားတွေနဲ့နှိဆက်သူတို့ကပြောပါတယ်။ခီးသွားမော်တော်ယာဉ်တွေအနေနဲ့လမ်းမှာ9ရက်ခန့်ကြန့်ကြာတဲ့အပြင်ဝယ်နေကားတွေကိုစွဲဖို့ထွန်စက်ခါတွေပါ အစမတန်ကုန်ကြနေရကြောင်းသွားလာရေးအခက်အခဲတွေ့နေကြရတယ်လို့ဆိုပါတယ်။ခီးသွားကားတွေနဲ့ကွင်းလမ်းမကမသွားပဲရွှေဘုံမြကြီးနားလမ်းအတိုင်းသွားလာတာတွေရှိပေမဲ့စိုးစုကမဖြတ်ခိုင်းပဲပြန်လက်ခိုင်းနေတာလည်းဖြစ်ပါတယ်။ ချွေဘိုမြကြီးနားလမ်းမပေါ်မှာရှိတဲ့အင်းတော်မျိုးသိန်းတိုက်ပွဲဖြစ်တော့ကလည်းမြို့ဆောင်လမ်းကနေမော်တော်ယာဉ်တွေရှစ်လကျော်ကြာသွားလာခဲ့ကြပါသေးတယ်။စကိုင်းနိုင်မုံရမျိုးအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခရဲကစိုးစုကိုမနေ့ကညပိုင်းမှာရှော့တိုက်တုံးခုနှစ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ၆လုံးအောင်မြင်ပြီးစိုးစုအထိခိုက်ရှိနိုင်တယ်လို့ Brave Warrior for မြန်မာ BWUN တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။မေလ25ရက်ည9:00နာရီဝန်းကျင်အချိန်မှာမုံရနာမခရဲကစိုးစုကို တော်လိုင်းတက်တွေက short tight တုံးနေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ short tight တွေနဲ့ကြာရောက်ပောက်ကွဲပြီးနောက်အစိုးစုဘက်ကချက်ချင်းပြန်လဲတုတ်ပြန်ပြစ်ခတ်တာတွေရှိခဲ့က short tight တုံးထီလို့နမခအတွင်ထိခိုက်မှုတွေရှိနိုင်တယ်လို့ကနဦးသတင်းရကြောင်း BWM ကဆိုပါတယ်မနေ့ကညပိုင်း9နာရီဝန်းကျင်မှာနမခတွေကိုကြာရောက်ပောက်ကွဲတဲ့နှစ်ချက်သုံးချက်ကြာရပြီးအဲ့ဒီအချိန်ကနေည10နာရီကျော်ထိအစိုးစုကလည်းနမခအနီးဝန်းကျင်ကျေးရွာတွေကို ဟောင်ဝင်းစာလက်နက်ကြီးတွေနဲ့ဒရက်ဆက်ပြန်လည်ရန်ကပစ်ခတ်တောင်းညမ်းနေတယ်လို့ဒေသခံမြေပြင်ကင်းထောက်တွေကဆိုပါတယ်။စောစုကပြန်လည်ရန်ကပစ်ခတ်တဲ့လက်နက်ကြီးတွေဟာမုံရွာနယ်သာမကဘူးတလင်နယ်တွေကိုလည်းကြာရောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။နာမခဟာစကိုင်းမကွေးနယ်ချင်းမြင့်နယ်တို့ကိုကူးကယ်ရတဲ့စောစုရဲ့တိုင်းစစ်ဌာနချုပ်ဖြစ်ပြီးလက်ရှိမှာမြေပြင်စစ်ကြောင်းမထိုးနိုင်တော့ဘဲနာမခထဲကနေစောစုက မုံရွာနယ်အပါဝင်ဒေသတွင်းရွာမင်းရှို့လူသက်လူရဲပေါ်တာဆွဲတာတွေကျုံလွန်နေတာဖြစ်ပါတယ်။လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူချင်းတဲ့ပုံကိုပါဘုံကူချင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကိုစရာဖြစ်ရွေးချယ်ပါစပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမှာအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်ပြင်ပတ်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနာဝင်ရောက်ပုံကိုပါဘုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးခေါင်းကိုလက်နှက်ဖက်နှက်အုပ်မြေကြီးကိုတရောင်းနဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ